အတယုတ်ကြားပြတ်ကောင်းဆောင်တွေဘေးဝှရှုသွားပြီးရန်ကုန်မြို့ဘေးကွန်ဒိုအခန်းထဲမှာဘယ်တော့ကိုရောက်နေပြီမိင်္ဂလာတော်ဘေးနေရာကိုဘေးဝင်းထဲမှာထားတယ်ဘေးအထက်ကျုပ်ဆက်ယုံကြီးရဲ့ဘီနာတယုတ်အဆောက်အုံတွေမှာကြားပြတ်ကောင်းဆောင်တွေရောက်လာတယ်ချမ်းပြည်နယ်မြောက်ပိုင်းရဲ့ဘေးမျိုးလေးကိုတော့ဘသူဘေးတပ်ဖွဲ့ရဲ့ဥဆောင်မှုနဲ့ဘေးကြားပြတ်ကောင်းဆောင်တွေကိုလောတဲ့လုံချုံခွင့်ပေးထားတယ်ဆိုတော့ပြည်သူ့ဘက်တော်သားပြည်သူတွေရဲ့သတင်းပေးမှုကိုရရှိနေလို့ကျွန်တော်လိုလူလေးတော်မှာ ိရှိနေရမယ်ဆိုရင်ကောင်းငင်ကနေပြီးတော့မြေပြင်က baseball ဘောလုံးရဲ့တစ်စိတ်ကိုတော့လှမ်းဖတ်လို့ရတဲ့ satellite တွေပိုင်ထားတဲ့လူတွေအစစ်မြင့်နဲ့ထောက်လိုင်းရန်ရာကြီးတွေနဲ့တခေကိုကမ္ဘာကျော်ထောက်လိုင်းတပ်ဖွဲ့ကြီးတွေရှိထားတဲ့ American လို့ဒီအစိုးရအဖွဲ့ကဘာမှမသိစရာအကြောင်းမရှိဘူးအဲ့တော့စင်တွေကိုစိတ်ပြင်းနဲ့ဖုံးကျင်နေတဲ့လက်ရှိနောက်ဆုံးလောက်ရက်ဒီအခြေအနေကိုကြည်ကျင်းအဖြစ် main online ဆေးရဆွေးဂိုင်းကြားပြန့်ဂိုင်းမူရဂိုင်းခေါင်းဆောင်အုပ်စုတစုရဲ့အခြေအနေဟာနောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်တယ်။တော့သူဟာ ဘယ်လောက်စကူထွက်ပြေးမလားရုရှားကိုပြေးမလားရုရှားကပြင်းနေတခုခုမှသွားယူမတင်မရှားနိုင်ခိုးလို့မလားဒီနီလန်းကိုယူမလားတဟိတ်ခုံယုံကတဆင့်ချမှတ်တဲ့ကျိုးမိတ်ကိုတုံးမထောင်မိတ်ကိုခံယူပြီးထောင်ထဲမှာသွားပြီးနေမလားတုံးမဟုတ်အီတလီကမိုဆိုလနီလိုမျိုးဇော်ထိုးကျိုးဆဲချပြီးပြည်သူတယောက်ချင်းစီရဲ့ပြစ်ပီးမှုကိုခံမလားတုံးမဟုတ်သူ့ရဲ့ဖက်စစ်တပ်တွင်းကပဲဟစ်တလာနောက်ဆုံးအချိန်ဖြစ်သွားတဲ့အချိန်မှာဖျက်ဆီးတယ်လို့တက္ကသိုလ်ကစူဆိုင်လို့မလားဒီ channel ၄ခုကလွဲလို့ option ၄ခုကလွဲလို့ main online အတွက်ရွေးစရာမရှိတော့တဲ့အချိန်အဲကျွန်တော်တို့ online တက်ဖက်ကအခုဆိုရင်ကြီးညာထားခဲ့တဲ့အတိုင်း ိုးကာလာမှာအင်အားတွေစုနက်နက်တွေစုအားလုံးမဟာပြွာတွေစုပြီးတပ်ပေါင်းစုကြီးပေါ်ထွက်မယ်လို့ခေါင်းဆောင်ကြီးတချို့ကပြောလာတဲ့အနေအထားတချို့နေရာတွေမှာဆိုရင်ပြည်နယ်ချင်းချားနေတော့လည်းပဲစီးရီးယားပေါင်းဆက်ပြီးတော့ကြီးမားတဲ့အဓိကကြတော့ heartland တွေကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေနိုင်တဲ့အနေအထားရှိတဲ့အချိန်မှာလူငယ်တွေအနေနဲ့စစ်ကောင်စီဘက်ကအတင်းတမစူးစိတာကိုညင်ညင်သာသာနဲ့လေဆင်းခံပြီးတားတက်ယုံပို့ခွာရပို့ခံရတော့မယ်နွားလို့မြေကြီးကြောက်ယုံတော့လည်းတန်းလန်းလိုက်သွားမှလား ါမှမဟုတ်ငါတို့အနာဂတ်ကိုတိဆောက်ဖို့အတွက်ရုန်းကန်စ조사နေတယ်။တော်လိုင်းရဲ့ဘက်သားမှပက်သားများဘက်က force conscription ဆိုပြီးတော့ထုတ်ပြန်မထားတော့လည်းပဲငါတို့အသိစိတ်နဲ့လည်းငါတို့ conscription လုတ်ပြီးတော့တော်လိုင်းရဲ့မှာအခုနောက်ဆုံးချိန်တိုက်ပွဲရောင်ဒီကိုမြင်နေရတဲ့တိုက်ပွဲမာရသွန်ပန်းနိုင်ကိုရောက်တော့မယ်အချိန်ကြီးကဘာကြီးကလည်းနောက်ဆုံးအမေရိကန်အပါဝင်လာပြီးတော့မြန်မာပြည်အပါဝင်တရုတ်ကတရုတ်ကွန်မြူနီနဲ့ရက်ဒီကဘာလုံးကိုဖြုတ်ချတာအစီအမံလို့ဖြုတ်ခွင်းတော့မယ်အကြီးမားဆုံးအချိန်ဒီမှာမာရတို့လူငယ်တို့တရုတ်လုံးကတော်လိုင်းရဲ့ကိုရနိုင်နေတဲ့ဝင်းကူမယ်ဝင်းတိုက်မယ်ဝင်းချောက်ပါမယ် စစ်ကောင်စီတို့အင်အားလုံးဝမဖြစ်အောင်ငါတို့ကြိုးစားမယ်ဆိုပြီးလူငယ်တို့အားလုံးကဒါအခြေတဲနဲ့ရုံးမယ်တတန်တဲနဲ့ထွက်မယ်နိုင်ငံအနာဂတ်အတွက်အတူတူထိုင်ရမယ်ဆိုစိတ်ပိုင်းဖြတ်လိုက်မယ်ဆိုရင်တော့ပြီးကြတယ်မြို့လိုင်းအုပ်စုဟာ January မရောက်ဘူး January ဆို2026မှာနေပြည်တော်မှာစစ်အာဏာရှင်တွေခြေချစရာနေရာမရှိဘူးဆိုတဲ့တမိုင်းတွေကိုကျွန်တော်တို့ရေးထိုးနိုင်မှာဖြစ်တယ်လူငယ်တွေမအားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီနေ့ဗီဒီယိုမှာတော့စစ်ကောင်းဆောင်မင်းအောင်လိုင်းဦးဆောင်တဲ့စစ်တပ်ဟာနိုင်ငံတကာအတိုင်းဝိုင်းကနေဘလို့ပြစ်ပယ်ခံနေရလဲဆိုတာကိုဗိုလ်ကြီးဟောင်းနေမျိုးစင်ရဲ့ပြင်းထန်တဲ့တုံ့သက်ချက်နဲ့တကွတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အမေရိကန်ထောက်လှမ်းရေးတွေကကြားဖြန့်ကွန်ရက်ကြီးနဲ့စစ်တပ်အကြားကဆက်သွယ်မှုတွေကိုပါခြေရခံမိသွားပြီးနောက်စစ်တပ်ကရန်လိုတဲ့ပုံစံပြတာကကြားဖြန့်ကောင်းဆောင်တွေကိုမြဝရီကနေနေပြည်တော်ဟိုတယ်ရီစီကိုလှုပ်ဝက်ရွှေပြောင်းကာကွယ်ပေးခဲ့တဲ့အခြေအနေတွေဟာသူတို့ဘလောက်ထိတ်လန့်နေလဲဆိုတာကိုပြသနေပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းဟာရုရှားကိုပြေးမလာကိုကိုကိုအဆုံးတက်မလာစတဲ့ဏီကုံလေးမျိုးအနက်ဒလန်းကိုရွေးချယ်ရမလဲဆိုတာဘူကြီးဟောင်းကတိတိကျကျသုံးသပ်ထားပါတယ် အဆုံးထိ နားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာတော်လားမနေ့ကမှခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ22ရက်မြမပြည်တွင်တနင်္လာမှနေပြီးတော့မြမပြည်သူတိုင်းသားများနဲ့ဒီပရောက်မြမပြည်သားမြမပြည်ပွားဤတော်လိုင်းရေးအတွက်အဆန်းကုန်ကြိုးစားနေကြသောမြို့ကောင်တာအားလုံးကိုမင်္ဂလာမနေ့တော်လိုင်းမနေ့နှုတ်ဆက်ပါတယ်ဒီနေ့အချိန်ဒီအချိန်ခါရီရဲ့အသီးပွင့်နေပြီးအကျိုးကြောင့်အချိန်နေပြီးရကျွန်တော်တို့မြမပြည်သားအားလုံး ။အားနဲ့ဒီပါမြတခဲနဲ့ဘောင်းစွန့်ကျင်ဒေါ်လာလာခဲ့တဲ့ဖက်စစ်အကြဖက်အာနာရှင်စနစ်စိုးကြီးဟာအပြည့်တိုင်းညီကုန်းချို့တော့မြဲအနေထားကိုရောက်ရှိလာတဲ့ပဇာရဇနီးကပ်လာတဲ့တိတာပေချာထင်ရှားလာတဲ့အနေထားတွေမြင်တွေ့နေရပြီလို့ဥစွာဂုံယူနှုတ်ဆက်စကားပြောချင်ပါတယ်။ဒါပါကြောင့်ကျွန်တော်သုံးသပ်ပြောင်းလဲဆိုရင်လက်ရှိဖက်စစ်တပ်ထဲကဖြစ်ပေါ်နေတဲ့နောက်ဆုံးအခြေအနေတွေပေါ့။အခုချစ်ခဲ့တဲ့ငယ်ဆက်ဒေသကစစ်ပွဲတိုင်းကိုပဲကြည့်ကြည့် နောက်ဆုံးဖြစ်ခဲ့တဲ့မောတော်လုံနေထားပေါ့ကျန်တဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ပဲကြည့်ကြည့်ထိုင်းနဲ့တခြားနယ်စပ်ပဲကြည့်ကြည့်ဘယ်နယ်စပ်မှမဆိုဖြစ်ခဲ့တဲ့တိုက်ပွဲထဲမှာကြည့်ဒေါ်လိုင်းတက်ဖွဲ့ဝင်သိမ်းပြီဆိုတာနဲ့ဖက်စစ်ဂျပ်ဖက်တက်ကလက်ပါစီတွေဟာလက်နက်ပိုင်ပါမပါလဲလူကြီးပဲတိုက်တပားကိုလော့အောင်ထွက်ပြေးခုံလုံးကြတဲ့ဒါရိုးရလို့ဖြစ်နေပြီဖြစ်တယ်ပေါ့အိန္ဒိယပဲထွက်ပြေးလို့ပြန်ခေါ်ရတာဘင်္ဂလားဒေ့ရှ်ပဲထွက်ပြေးလို့ပြန်ခေါ်ရတာအင်းဒီချင်း၄နိုင်ငံရှိတဲ့နေရာမှာ၃နိုင်ငံကတော့ခဏခဏထွက်ပြေးနေကြဖြစ်တယ်ပေါ့ဒီကတော့ထွေထူးပြောကြမလို့ပါဘူး နောက်ဆိုတရုတ်ကတော့ဖက်ဆစ်ဂျာမန်အာဏာရှင်မြေအောင်လိုင်းရဲ့ဂုံးတိန်ဖခင်ကြီးဖြစ်နေတယ်ဆိုတော့သူ့ဘက်ထွက်ပြေးခဲ့ရင်လည်းသတင်းထွက်ပေါ်လာမှာမဟုတ်ဘူးအားလုံးတော်တော်တည်နေတယ်သူတို့လုံးလောက်ကြမှာဖြစ်တာပေါ့ဟုတ်လားအဲ့တော့ဖက်ဆစ်တပ်ကလက်ရှိအနေထားဟာဘလို့မှစိတ်သက်ဆွမ်းရည်နော်ဒီဒီတပ်ဖွဲ့ချစ်စိတ်နဲ့စစ်တိုက်နိုင်တဲ့အနေထားမရှိတော့ပါဘူးသူတို့မှရှိတယ်နောက်ဆုံးအကဲတာမှုတစ်ခုကတော့ဒီရက်နေ့ရုရှားတို့ကထောက်ပံ့ပေးတဲ့လီဂျောင်းအစ်ကူရေးတာမှုတစ်ခုပဲရှိပါတယ်ဒီနေ့နဲ့ပတ်ပြီးဘုံကျဲမယ်ဟုတ်ကြတယ်မြေပုံတိထုတ်လွှင့်နေမှုတရုတ်ကတရုတ်နဲ့တချို့သောကွန်မြူနတီနိုင်ငံတွေကမ္ဘာဝင်ရိုးစုမိတ်ဆက်နိုင်ငံတွေကထောက်ပံ့ပေးတဲ့ဆက်လက်လက်ပစ္စည်းတွေနဲ့အစောတလျင် အပ္ပစာဒီမှာထုတ်လုပ်ပြီးတော့ဘုံကျဲမယ်ဒါပဲသူတို့လုပ်နိုင်တော့တာဖြစ်တယ်ဒီ Jaguar Corporation နဲ့အခုဆိုဒီစီးတစ်စီးပြတ်ကြပြီညီမအသုံးမတည့်ဘူးဆိုတော့သူတိလိုက်ကြပြီ Jaguar Corporation ပေါ်မှာတက်မောင်းဖို့တော့မှာသူတို့ခက်ခဲလာတဲ့အနေအထားဖြစ်တယ်ညီဒီမှာကြည့်လိုက်ပါအပြင်းထန်ခန်းစစ်ဆင်ပြီးတော့တချို့နေရာတွေမှာထိုးစစ်ဆင်နိုင်တာဟုတ်ပါတယ်ထိုးစစ်ဆင်နိုင်နေဆိုတဲ့အခြေအနေမှာသူတို့အသုံးပြတော့တဲ့အနေအထားကိုကျွန်တော်လေ့လာကြည့်ရှုရသလောက်ဒီရင်နဲ့ဘုံကျင်းမယ်ဒီကြတဲ့အိုင်းတော်ထောက်လမ်းမှုရက်ကွန်ထောက်တဲ့ဒီ drone တွေနဲ့ပြည်သူ့ချက်ချတိထောက်မယ်။ anti drone တွေနဲ့ဒေါ်လာတက်တဲ့ drone တွေပြန်တက်ပြန်တက်လို့မရနိုင်အောင် ဆွေးချသိသိနိုင်အောင်ရုရှားရဲ့အကူအညီနဲ့စ조사တယ်ပြီးတော့မှထိုးစစ်ကိုမြေပြင်မှာအတင်းအမဆူဆောင်ထားတဲ့ပြည်သူစစ်လို့ခေါ်တဲ့လူငယ်တွေကိုအသေးခံခိုင်းပြီးတော့မိုင်းနှင်းခိုင်းပြီးတော့အတင်းလူလိုင်းလုံးနဲ့တက်ပြီးထိုးစစ်ဆင်သိမ့်မိုက်ခိုင်းတဲ့အနေထားမျိုးကိုပဲသူတို့လုပ်နိုင်တာတွေ့ရပြီးတော့အခုပြည်သူစစ်ခေါ်တဲ့ပြည်သူဖမ်းဆီးခံထားတဲ့လူငယ်ပေါင်းမျောင်များစွာလည်းပဲလူစွာမှစိတ်သက်သာရှိပြီးတော့နီးပေါင်းစုံနီးလမ်းပေါင်းစုံတို့ထပ်ပြေးနေကြတာကိုကျွန်တော်တို့မျက်မြင်တွေ့ရပြီးကျွန်တော်တို့တော်လိုင်းတပ်ဖက်ကကယ်ဆယ်ဆောက်ရှောက်ထားတဲ့ပါစပြည်သူစစ်ပေါင်းနဲ့ရည်တဲ့ရာပေါင်းများစွာရှိလာကြတဲ့အနေထားဖြစ်တဲ့အတွက်ဖက်စစ်တပ်ကအင်အားဟာဖီယိုဖီယဲလုံးဝပြိုကွဲနေတဲ့အနေထားရှိပါတယ်စိတ်သက်အင်အား က်တိုင်ရပြုတ်ခွဲနေတာတခုတည်းလားဆိုမဟုတ်ဘူးဘိုးကမန်းပေးနိုင်တဲ့ဘိုးချက်ကလည်းခုဆိုရင်ပြုတ်ခွဲနေတဲ့အနေအထားတွေ့ရပါလိမ့်မယ်အခုဒါမောတော်ဆိုလို့ရှိရင်ကြားပြတဲ့အတိုင်းလာလာရောက်တိုက်ခိုက်မယ်ဆိုတာကိုရက်တစ်ဖက်နဲ့ချီပြီးတော့ကျိုးလေးတရင်ရရှိပြီးမယ်ဘာမှစစ်ကူပြစ်မပေးနိုင်တာစကိုင်းတိုင်းမုံရဖက်ဒီမှာလည်းအလားတူပဲတော်လိုက်တက်တဲ့ဘက်ကတိတိကျကျဝင်ရောက်တိုက်ခိုက်မယ်ဆိုတော့တိရှိရတဲ့စစ်ကူပြစ်ကိုမပေးနိုင်တာကချင်ပြည်နယ်မှာဆိုလည်းအလားတူပဲအာရခပြည်မှာဆိုလည်းအလားတူပဲအဲ့တော့တို့ရဲ့အာနာအမိန်ပေးမှုကြည့်လေညနေကိုကေရီမူယုံဖက်ကကာဆာတာမူတွေဆိုတဲ့ကောင်တွေဖက်ကနေပြီးတော့ရခင်လွန်ခဲ့တဲ့၄၅၆လကားကဲ့သို့ တိကျတဲ့တေချာတဲ့မှန်ကန်မြန်ဆန်တဲ့အမိန့်ပေးစနစ်တွေမရှိတော့ပဲနဲ့သူမင်းအွန်လိုင်းကိုယ်တိုင်ကိုပဲဖအံကိုရောက်တယ်ပြီးနေအစိုးရလိုခေါ်တဲ့သူတို့ခန့်ထားတဲ့စစ်လက်ပါစီအစိုးရအဆင့်လိုတတ်မှတ်ထားတဲ့ကောင်းကြီးကိုယ်တိုင်ကတဲခဲအခန်းကျွေးမွေးတယ်ရေစားကြလုံးဝမသုံးဆောင်တော့ဘူးဆိုတဲ့ဒါထပ်ပေါ်လာတဲ့တဲ့တွေနေရမင်းအွန်လိုင်းကိုယ်တိုင်ဟာသူ့ရဲ့သူ့ကိုထောက်ကူပေးထားတဲ့အရေးကြီးဆုံးပြီးနေအစိုးရဆိုတဲ့အဆင့်တန်းကဘုံချုပ်ကြီးတွေကိုတော့မှယုံကြည်မှုမရှိတော့ဘူးဆိုတဲ့သဘောကိုပြလာတယ်ဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့အမိန့်ပေးစနစ်သူတို့ရဲ့အချင်းချင်းပေါ်မှာထားရှိတဲ့စာကံမှုယုံကြည်မှုအခြေအနေထားလုံးဝပြိုကွဲပျက်စီးနေတဲ့အချိန်မှာပဲကြားဖြန့်လို့ခေါ်တဲ့နိုင်ငံတကာကနေအခုဆိုရင်သူတို့ရဲ့အမေရိကန်ကပေါ့ တိတိပပနော်စကမ်မာစတိုက်ဖို့ဆိုပြီးတော့ညင်ညာပြီးတော့အမေရိကန်ကမပြောနဲ့အလုပ်ညီတဲ့လူဖြစ်တယ်လေလုံးကြည့်တဲ့လူမဟုတ်ဘူးနော်ကျင်ညာပြီးတော့အခုဆိုရင်မြန်မာနယ်စပ်တစ်ချောင်းမှာအမေရိကန်စစ်တပ်တွေရောက်ရှိနေပြီဆိုတော့လည်းလူတိုင်းသိတဲ့ပြောချက်ပါဆိုတော့ကြားဖြန့်လို့ခေါ်တဲ့လက်ပြအဓိကတရားခံတဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့ကြားသိရတော့ပြောပြရရင်လွန်ခဲ့တဲ့နှစ်နှစ်ခွဲ၃နှစ်လောက်ခဲကဒီကြားဖြန့်တဲ့ပတ်သက်ပြီးတော့အမေရိကန်အစိုးရထောက်လိုင်းအေဂျင်စီတွေဟာတဲတဲမဲမဲနော်စနစ်တကျအသွင်ယူထိုးပေါက်စိတ်ဝင်အချက်လက်တွေစုဆောင်းနေကြတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်တော့မှလွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကတည်းကဒီကြားဖြန့်ရေကုတ်ကို အထဲမှာလဲပတ်နေတဲ့ဖြစ်စဉ်တချို့ကိုနော်ဒီ agent တယောက်ကဖြစ်ကျွန်တော်ကိုယ်တိုင်မှသိရှိနေတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းချိန်ဆက်ပေးလိုက်တဲ့ဒီဒီလို့စ sorry BGF လုပ်နေတဲ့အဖွဲ့အစည်းနဲ့ဆက်သွယ်နေတဲ့စစ်မှုထမ်းဟောင်းရရှိတယောက်ကတဆင်တယ်ကျွန်တော်ကြားခဲ့လုပ်ငန်းတွေအကြောင်းတော့ကျွန်တော် American Tangling Agency ကိုကျွန်တော်ကိုယ်တိုင်ကမှချိန်ဆက်ပေးခဲ့တာရှိပါတော့လုံးဝနှစ်နှစ်ခွဲလောက်ကတည်းကအချက်လက်တွေကိုကြာကြာနာနာဘာလို့ဒီအဲ့တော့ကျွန်တော်ကိုယ်တိုင်ဗီဒီယိုဖိုင်တွေတွေ့ရလဲဆိုတော့အေးချွေကုတ်ကုတ်ဆောက်အောင်ကြီးတည်းရတနေ့ရမှာ ရက်စစ်ကျင်းစစ်နဲ့တုတ်နေတာတွေနော်တောက်ကျိန်လုံးနဲ့ဒီမသိမချင်းကိုရိုက်နေတာတွေထိုင်ထားတွေလုတ်ခိုင်းတာတွေနောက်ခါဒဏ်ရာမှာကြိုးတွေကြိုးမှာဒဏ်ရာတွေပြတော်နဲ့ရိုက်နေညံမနေဆက်ထားတာတွေလက်ထိပ်ကြီးခတ်ထားပြီးတော့ဒီဒီလက်ထိပ်ခတ်ထားတဲ့ဒဏ်ရာစတီတိုင်းမှာဒေါအားတွေလွှတ်ထားတာတွေဒါတွေအစအစတီအကုန်လုံးကျွန်တော်တို့ရုံးကနှစ်နှစ်ခွဲကလေးကအမေရိကန်ကကြာကြာနာနာဘယ်နေရာမှာဘယ်တရက်ကကူဆောင်ပြီးတော့ဘလို့ရက်စစ်ကျမ်းကျုံမှုနဲ့ဘလို့လုတ်ခဲ့တယ်ဆိုတဲ့အကြောင်း ဘလို့ကိုရင်းအင်္ဂါတွေကလေးစားတွေကိုဘဲဖွဲ့ရှိကခွဲစိတ်ပြီးဘဒုကိုတတ်ဖြတ်ပြီးဘဲကိုပို့ပို့ပြီးရောင်းချတယ်ဆိုတဲ့အကြောင်းအကုန်လုံးအချက်လက်တွေငွေကြေးစည်းစိမ်မှုတွေဘန်းနေဘဲဘန်းနေဘဲသွားဆိုအကုန်လုံးကိုအမေရိကန်ဆွေးရနဲ့ထော်လိုင်းအေဂျင်စီတွေကစုဆောင်မှုတွေတိောက်ထားပြီးဖြစ်ပါတယ်လုံးကနေနှစ်နှစ်ခွဲကလေးကဆိုတော့အခုမှကြားဖြတ်လို့ပေါ်ပေါ်တင်နေဆွဆွဲခံရတဲ့ဆွဲချက်သူနဲ့ DGP နဲ့ BGF တို့အစုအာယူပြင်တရေကိုရင်းပြုခံရတဲ့ပမာနဲ့အဆောက်အုံတွေကိုဘုံခွဲဖြစ်စီပြအောက်ခြေက၄၀၅၀မြောက်လောက်အခိုင်းစီခံလေးတွေကိုဖမ်းဆီးပြပြီးသူတို့ကြားပြန်နေကိုနှိမ့်နှိမ့်နေပါပြီလို့ ထုတ်ပြန်ချက်ကိုအမေရိကန်အစိုးရဖက်ကလူကြီးနဲ့မှလက်ခံမှာမဟုတ်ပါဘူးသူတို့ကြေညာထားတဲ့အချိန်သူတို့နိုင်ငံသားတွေရှိရနေလိမ်လည်ပြီးလှည့်ဖြားယူသွားတဲ့ဘီလီယံနဲ့ချီတဲ့အမေရိကန်ဒေါ်လာတွေကိုဘီလီယံနဲ့ချီတဲ့ဒီပိုင်ဆိုင်မှုတွေကိုပြန်လည်ရယူဖို့နဲ့ကျုလုံထဲတဲ့လူတွေကိုခေါ်ထုတ်အရေးယူဖို့သူတို့ strike force ကစူးစမ်းမယ်လို့ဆိုလာတဲ့ပကြောင်ဒီဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေဟာဘယ်ကိုရောက်သွားတယ်လဲစက်ချောင်းကိုလိုက်ရင်ကျောက်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေကတဆင့်တရုတ်ပြည်ကိုအချုပ်စီစဉ်သွားတယ်အဲ့ဒီတရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေနဲ့လက်တွဲလုပ်နေတဲ့ BGF စောချစ်တွေကတဆင့် နေပြီးတော့ main online စီကိုစီစဉ်သွားတယ်ပြီးတော့မှအယိုးအရင်းလေးတွေကိုပဲအယိုးအရင်းလေးတွေကိုပဲဘယ်လိုရလဲဆိုတော့ထပ်ပြောပါဦးမယ်ကျွန်တော်ကအဲ့ဒီအဲ့ဒီအဲ့ဒီကြားဖြတ်မှာပေါင်လဲပတ်နေတဲ့တက်ဖွဲ့တစ်ခုရဲ့အကောင်းဆောင်တယောက်ကိုကျွန်တော်ပြီးခဲ့တဲ့ရပိုင်းနေငယ်ကလမ်းပြီးတော့ဗောနော်ကြံပေးစကားကျွန်တော်ပြောလိုက်ပါတယ်ဒါလည်းစေတနာဖြစ်တာနဲ့ပါသူရာဇဝတ်မှုကျူးလွန်ထားတာမှန်တယ်ဒါပေမဲ့သူအခုချိန်မှာကအာဘယ်လိုခေါ်မလဲဖောက်ကောင်ပန်းညွန်လိုမျိုးလုတ်ခဲ့လို့ရှိရင်ဗောဘလိုနည်းဘလိုနိုင်ငံရဲ့အကျိုးမြတ်ရနိုင်တယ်အသက်ရှင်ခွင့်ရမယ်ဆိုတဲ့အကြံပြုချက်လေးပေးပို့ရင်ဗောကျွန်တော်သူ့ကိုလမ်းပြောခဲ့ပေါ့ပြောတော့ ူပြန်ပြောတဲ့စကားတစ်ခုပေါ့နော်။သူကပြောလဲဆိုတော့အာကျွန်တော်တက်ဖွဲ့ဝင်နေအသက်ဆက်ရှင်ပေါ့ကျွန်တော်ခုဘာပဲခိုးရခိုးရဒီမတက်တက်ရလောက်ရမှာပဲဆိုတော့တဘောမျိုးသူပြန်ပြောတာလေကျွန်တော်ကမှတ်မိလိုက်လို့ပါ။အဲ့တော့စိုးစိုးကရတဲ့အယိုးရင်းလေးတွေကိုငါတက်ဖွဲ့အတွက်ဘာပဲလောက်ရလောက်ရလုံးမှာပဲဆိုပြီးလူပေါ့။တချို့တော့ပဲပြီးပြီးတော့ချွေးသိမ့်ထားတာဖြစ်တယ်။ဆိုတော့အားလုံးကိုချုံငုံပြီးတော့ဆက်ဆက်စဉ်းစားစစ်စစ်စစ်ရေးမယ်ဆိုရင်နောက်ဆုံးတက်ကက်ကတစ်ခုပဲကျမှာလေ။ဒါ BGF ကစောချစ်သူတို့ကအတာထားပါမွားပါ။ตัวชิชิจินโนโลမျိုးအချိန်တန်ဆေးထုတ်ရင်ထိုးမထိုးရင်အကျဉ်းဆောင်တစ်ထောင်ပါအကျဉ်းဆောင်ရမယ်နေရုပ်တတာပါ အဓိကကြာရှိတဲ့နှစ်ခုဟာတရုတ်ကွန်မြူနတီပါတီနဲ့ဒီနှစ်ကတရုတ်ကွန်မြူနတီပါတီတွေကခေါင်းဆောင်တချို့နဲ့ဖက်စစ်ကြမ်းဖက်အာဏာရှင်မင်းအောင်လှိုင်အုပ်စုဒါဟာကြားဖြန့်ဆိုတဲ့နိုင်ငံတကာနိုင်ငံဖြတ်ကျော် scamming လိမ်လည်တဲ့ online လိမ်လည်မှုကိုကျူးလွန်နေတဲ့ပင်မဂိုင်းကြီးတွေရဲ့စီးဆင်းရပင်မနှစ်ခုဖြစ်တယ်ဒါကြားဖြန့်တဲ့ပတ်သက်လို့ foreign policy ရဲ့တစ်ချက်ပဲဖြစ်ဒုတိယကမူရစ်အခုဆိုရင်မူရစ်နဲ့ပတ်သက်လို့ဟလာဒီချက်ပြင်းနဲ့မှာ treaty ကဒေသမှာဘယ်လိုထုတ်လုပ်နေလဲဆိုတဲ့အကြောင်းအကြီးကျယ်ဖြစ်လာတော့ American နိုင်ငံမှာဆိုရင်လည်းမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ important ဆိုးရွားတဲ့တည်င်းချက်လေးအမှန်တွေကိုအခုဆိုရင်တနေငံလုံးက တော့နွန်းနွန်းနဲ့အော်ဘာမပြီးဆိုဒီလိုကြီးလားဘာမပြီးတော့ရက်စက်ကြံကြုတ်လာသလားငါတို့ငွေတို့လိမ်နေတာဘာမပြီးရပါလားငါတို့ရှီကိုရောက်လာတဲ့မွေးစည်းတွေအကုန်လုံးနှီးပါဟာဘာမပြီးကထွက်လာတာပါလားဆိုတော့အချက်လက်ပေါ်ထွက်မှုတွေကမူးယစ်ယာစာဟာလည်းပဲမင်းအွန်လိုင်းဖြစ်နေတာတွေ့ကြရပါတယ်အဲ့တော့ကြားပြန်ယာစာမူးယစ်ယာစာနောက်ဖို့ဆိုတာကအိန္ဒိယဆရာဝန်တွေအခုဖောက်ခွဲဖြစ်စီလိုက်တဲ့ဒီ KK Park အပါအဝင်ရွှေကုတ်ကုတ်အပါအဝင်ထဲမှာအိန္ဒိယနဲ့ဒီဥတော်ပါမပါမသိဘူးပေါ်ထွက်လာတဲ့သတင်းချက်လက်တွေကအိန္ဒိယနဲ့ခွဲစိတ်ဆရာဝန်တွေဟာအဲ့ဒီ KK Park စီ ဒီလေကွာလေးလေးနဲ့ခိုင်းနေအခြေဆက်ရထားတာမှာခွဲစစ်ခန်းတွေလူဝက်တိဆောက်ထားပြီးတော့အဲ့အစ်မကြီးခွဲစစ်ခန်းကြီးတွေမှာလူငယ်တွေလူရွယ်တွေသူတို့လူချင်းနဲ့ဘယ်အတက်ရွယ်ဘယ်သွေးမျိုးစားဘယ်လိုအင်ဆိုင်ပါတဲ့ဘယ်လိုကူတွင်းကလေးစားအတဲအကြောက်ကနှလုံးစတဲ့ပြင်အစားထုတ်လို့လာကိစ္စတွေကိုခွဲရှင်လက်လက်ခွဲစစ်ဖြတ်တော့တတ်ဖြတ်ပြီးတော့ဒီပြန်လှည့်ပြီးနိုင်ငံတကာဈေးကွက်ကိုတင်ပို့ခဲ့ရတဲ့ဆင်းဖြစ်စဉ်တွေအကုန်လုံးတစားတစားပေါ်ထွက်လာတဲ့ကြောင့်မို့တရားမဝင်ကူတွင်းကလေးစားတက်ဖြတ်ရောင်းဝယ်မှုရဲ့ပင်မစင်းမြစ်တရားခံဟာလည်းပဲမင်းအွန်လိုင်းအုပ်စုပဲစစ်အုပ်စုပဲဖြစ်နေတာတွေ့ရပါတယ်ဒီကြောင့်လည်းပါတော့ကျွန်တော်ကိုယ်တိုင်ပြောခဲ့ပြပါတယ်ဒီဒါကာစာမှုဒူဒါကာစာမှုလုပ်ခဲ့တဲ့ခေါင်းတော်ကောင်ဆိုရင်လည်းပဲ2021ကာလ ဆန္ဒပြတဲ့လူငယ်တွေလူငယ်ဆိုတော့အသက်18 20စိတ်တွေဟာနေပြောင်းညပြောင်းပျောက်သွားပြီးတော့လုံးဝအလောင်းမှရှာမရအောင်အယောင်ကြီးရလို့စိတ်ုံသွားထုတ်ဆုံလည်းပဲရင်ခွဲထားပြီးသားကိုရင်းကလီဇာဘာမှမရှိတော့ဘူးလက်လက်ဆက်ဆက်မနေ့ကမှဖမ်းသွားတယ်ဒီနေ့ကိုရင်းကလီဇာမပါဘဲနဲ့ချုပ်ပြီးသားတွေဘော်ဒီယုံမိပါတွေပြန်ပေးတယ်အဲအဲ့ဒီအချိန်ကလေးကကိုရင်းကလီဇာရောင်းဝယ်မှုလုပ်ငန်းကိုစစ်ဘိုလ်ချုပ်အဆင့်ရှိတဲ့ကောင်တွေကိုယ်တိုင်ကအဆပြုတ်ပြီးတော့လုလာခဲ့ပြီဖြစ်တယ်။ဒါကြောင့်လဲဆိုတော့ကြီးကြီးပင်ကိုယ်တိုင်ပူတင်နဲ့တွေ့တဲ့အချိန်မှာလှုပ်ကနေပြောလိုက်လို့ပြန်ပြန်ဖြတ်ခိုင်းတဲ့ message တစ်ခုရှိပါတယ်။ဒါပါလဲဆိုတော့လူတွေရဲ့အသက်ကို150တိရှေ့အောင်လုပ်နိုင်မယ်နည်းလမ်းနေ ရှားပွေတွေ့ရှိထားခဲ့ပြီဆိုတဲ့ချက်လိုက်ပါ။ဒါစီးပညာရစီးထိုးပြီးသွားတာမဟုတ်ဘူး။ကိုရင်းကလေးစားတချို့ရေးကြီးစိတ်ပိုင်းတွေကိုတို့ဤပညာနဲ့လဲလဲအစားထိုးအသက်ဆက်ရှင်မှုစူးစမ်းနေမှာလဲလဲအစားထိုးဖို့လိုတဲ့ကိုရင်းကလေးစားတွေအတွက်အခုလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့ဖက်ဆက်ကြမ်းဖက်စစ်တပ်တွေစစ်အာဏာရှင်တွေလူမဆန်တဲ့ကောင်တွေလူလူချင်းချင်းကိုအရှင်လက်လက်တပ်ဖြတ်ပြီးကိုရင်းကလေးစားထုတ်ဝင်တဲ့လူအရင်ဆိုင်ကောင်တွေရှိမှာကျင့်ဝတ်ဖောက်ပြန်တဲ့အိန္ဒိယဆရာဝန်တချို့လိုမျိုးစီးပညာရှင်ကြီးရှိမှဒီကိုရင်းကလေးစာရက်စက်ခွဲထုတ်တခြားနေရာမှာပြောင်းလဲစားထုတ်အသက်ဆက်ရှင်နေမှာဖြစ်တယ်ဆိုတော့ကိုရင်းကလေးစာရောင်းဝယ်ရေးအတွက်ကိုမြန်မာပြည်ဟာ အင်မတန်မှဝမ်းနဲ့ကြည်ခဲ့ဖွယ်ကအကောင်းအောင်ရက်ဆက်ကြံ့ကြုတ်တဲ့လူသမားတွေရဲ့စကြက်မြေဖြစ်ခဲ့ပြီးတော့အခုဆိုရင် Belarus ကဆိုတော့လူမျိုးတခြားနိုင်ငံကလှပနှုတ်နဲ့ပြုံးပြတဲ့လူငယ်တွေကျွန်တော်နိုင်ငံကတော့ဖွေထုဆိုကြမှရှိခေါ့အစားပြောင်းအနာပြောင်းဘယ်သူတက်လို့တတ်မှမသိလုံးဝ chaos first day ဖြစ်နေတဲ့နိုင်ငံဖြစ်တော့ကျွန်တော်နိုင်ငံလူငယ်တွေတော့ဖွေထုဆိုကြမှရှိခေါ့အဲ့တော့အတိတ်ကစိုးဝါလာတဲ့ယာစွေးမှုကြီးတွေအကုန်လုံး scamming မူရကိုရင်းကိစ္စရောင်းဝယ်မှုတုံးကိုတုံးရဲ့ပင်မစစ်မြစ်တည်းကမင်းအွန်လိုင်းစေအုပ်စုဖြစ်နေလို့ဆိုတော့ American Concrete လို့တော့ကပြီးခဲ့တဲ့နှစ်ရက်က နှစ်နာရီကြာကြာဆွေးနွေးတဲ့အခြေတင်ဆွေးနွေးပွဲမှာတို့တို့ကိုယ်စားလှယ်တွေဘက်ကတို့ရဲ့ရှာဖွေတွေ့ရှိတဲ့ချက်လက်တွေကိုမူတည်ပြီးရှင်းလင်းတင်ပြပါတာတွေ့ရကြအဖြစ်ကဘာကြီးဟာမြန်မာပြည်ပြည်သူပြည်သားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ဖက်စစ်ဂျပန်အာဏာရှင်စနစ်ကစိုးဝါးရက်ဆက်ကြမ်းကြုတ်မယိုင်းလာတဲ့အခြေအနေမှန်တွေကိုသိမြင်သွားခဲ့ပြီဖြစ်တယ်အဲ့တော့အခုဒီကနေ့ဒီမဲ့ဇယ်လန်စကီကသူ့ရဲ့ရွေးချယ်ဖို့ခက်ခဲတဲ့ option တစ်ခုကိုမိကုန်းနဲ့တင်ပြခဲ့တယ်။ option တစ်ခုအချင်းချုပ်ပြောရရင် तू ဂုံးတက်ခါကိုရွေးချယ်မလားစစ်ရှုံးခံပြီးတော့မဟာမိတ် တပ်ဖွဲ့နိုင်ငံကြီးတစ်ခုကိုအရှုံးခံမှာသူနှစ်ခုပေါ့ရွေးချယ်ရတော့မနေစားဖြစ်ပြီဆိုတော့ကျွန်တော်တို့လူလူချင်းတုံ့တိုင်ရရင်၃နှစ်ကျော်လင်းကြာဖြစ်လာတဲ့ယူကရိန်းနဲ့ရုရှားစစ်ပွဲဟာအခုဆိုရင်ရုရှားဟာအတော်ကြီးကိုစစ်ပန်းပြီးတော့ရှစ်တမြရွှေဒုံးတွေရောင်းထုတ်ရတဲ့အနေအထားသူဒီနိုင်ငံတွေမှာတော့လက်ရှိဒီဇယ်မထုတ်နိုင်တော့လို့တခြားနိုင်ငံတွေကလည်းလက်ရှိဒီဇယ်ပြန်သွင်းပြီးတော့သူတို့ကားတွေဖြန့်ဝေရတဲ့အခြေအနေသူနိုင်ငံသားတွေကိုအဆမတန်အကုန်တုံးမြင့်ပြီးတော့စစ်စည်းထောင်းလာလို့ကြိုးစားရဲရုန်းကန်နေရတဲ့နောက်ဆုံးကျဆွဲဒီချိန်မှာပူတင်အတွက်ရွေးချယ်စရာသူတို့နိုင်ငံကြီးနေနဲ့သူစစ်ရှုံးခံမလား ောက်ဆုံးဖြစ်ချင်တာဖြစ်သူလည်းတည်ကဘာလဲကြည်ဆိုပြီးနျူကလ িয়ার သုံးမလားသို့မဟုတ်တောက်ကန်ကန်ပြီးဂျောင်းပိတ်ရက်ခံရတဲ့ခွေးလိုရှစ်တမြလက်နက်နဲ့ထုတ်သုံးမလားဆိုတဲ့အနေထားဖြစ်လာတဲ့ကာလမှာဇယ်လန်စကီးကိုအမေရိကန်ကဒီမူးချုပ်ချပြပြီးတော့လာမယ့်29ရက်နေ့မှာလက်မှတ်ထိုးဖို့ဖိအားပေးလာတယ်ဆိုတဲ့အခြေအနေဟာနောက်ဆက်တွဲဖြစ်မယ်အောင်ပစိဖိတောင်းတရုတ်ဆော့ချိုင်းနာစီပစ်မှာစိုင်ထားတဲ့စီနိုင်ငံရေးအထက်ဆိုင်တွေအတွက်နောက်ချီတလန်အတွက်တချို့ဇက်ွက်တွေတချို့နည်းမြေတွေပါပြည်ရနဲ့စီရိတ်ဒိန်းတာစီရက်ဆိုင်တာစီအာဆူတာလုပ်တယ်လို့ကျွန်တော်သုံးသပ်ပါတယ် ။ဘာကြောင့်လဲဆိုတော့ EU ဖြစ်ပြနေပါတယ်။စစ်တပ်နဲ့ပစ္စည်းတွေရှာမဲ့ထုတ်လုပ်ပြီးဂျာမနီနိုးထလာပါတယ်။ဒီချိန်မှာဂျပန်ကစစ်အင်အားကြီးထောက်ဖို့လိုအောင်ဆိုတဲ့စကားကိုတရုတ်ကအခုဆိုရင်သူရဲ့ CCP မီဒီယာတွေမှာအပြင်းထန်အကြောက်လန့်ထိုင်တဲ့ကြားကန့်ကွက်ရှုတ်ချလှုပ်ဆော်နေတာတွေ့ရပါတယ်။ဂျပန်ခေါင်းထောင်လာမှာကိုတရုတ်အကြောက်ဆုံးဖြစ်နေတယ်။ဘာကြောင့်လဲ။လက်ပြမလုံနဲ့ခေါင်းဆောင်တို့ချို့ကြတရုတ်ဟာတစုံတစ်ခုသာကမ္ဘာကြီးနဲ့ရှင်ပြီးသူအခြေတင်ဖြစ်ရမယ်ပြဿနာဖြေရှင်းရမယ်ဆိုရင်ဝူဟန်ဗိုင်းရပ်စ်ကစား။ဝစ်ကမ်မာဗိုင်းရပ်စ်အဆိုးကမ္ဘာအနှံ့ကိုဆက်အနာရှင်တွေစစ်စစ်တပ်စစ်ဘုံချုပ်တွေကို ကျင့်ပြလက်စားတဲ့ဖောက်ပြန်တဲ့စစ်ဘုတ်တွေကိုမွေးပြီးတော့ဆရာနာတင်းကဆရာနာရှင်စနစ်ကြီးထွားစီပြီးတိဝေလက်ပါစီဖြစ်ဖြန့်ကျက်ပြီးစင်အာကြီးနိုင်ငံတစ်ခုဖြစ်တိဆောက်ကကပ္ပရဲ့စူပါပါဝါဖြစ်ဖို့တလန်းနေတဲ့တရုတ်ရဲ့ကြီးမင်းချင်းထိုင်ဝမ်အပါဝင်မြန်မာအပါဝင်ဖိလစ်ပိုင်အပါဝင်အိန္ဒိယနိုင်ငံတွေပေါ်မှာနိုင်လို့ရတဲ့လူကိုနိုင်မယ်တင်းလို့ရတဲ့မျိုးကိုတင်းမယ်တရားစတာအလုံးကိုသွေးဆိုပြီးတိရုတ်လူမျိုးတကူကြီးထွားရတာပဒနဆိုတဲ့တိရုတ်ကကုချိုးဆွဲအလုံးပြင်းထန်တော့2025ဖက်စစ်စနစ်ကွန်မြူနတီချုပ်ထားတဲ့ဖက်စစ်စနစ်တစ်ခုကြောင့်ကမ္ဘာနိုင်ငံတွေဟာအခုဆိုရင် အင်အားချိန်ခွင်ချာတွေညှိပြီးတော့အစုဖွဲ့အသီးသီးနဲ့ခုဆိုရင်တစုံတရာကိုတိတိဆိုင်ဆိုင်ဥတည်နေကြတာတွေ့ရပါလိမ့်မယ်အဲ့တော့ရုရှားနဲ့ယူကရိန်းနဲ့စစ်ရဆဲတော်လကောင်းဖြစ်စဉ်တစ်ခုရရက်ဆိုင်သွားရင်တော်လကောင်းစစ်မီးဟာ EU တော်လကောင်းတရုတ်ဂျပန်ကိုရီးယားတိုင်ဝမ်တို့မဟုတ်မြန်မာနိုင်ငံမိတ်ပါတော်လကောင်းထပ်မံပြီးတော့ပြင်းပြင်းထန်ထန်တောက်ပါလောက်မယ်နေထားရှိပါတယ်။ဘယ်ချိန်ထိတောက်ပါမလဲဆိုရင်ကဘာကြီးကိုမတိမငြိမ်မအေးမချမ်းငြိမ်မသက်ဖြစ်နေစေတဲ့နောက်ွယ်ကလက်မဲကြီးတွေချုပ်ငင်းနေသည့် သောသောပြောတဲ့အချက်ကြီးသုံးချက်ပေါ့မေယောင်လိုင်းပါဝင်မေယောင်လိုင်းကိုထောက်ပံ့ပေးထားတဲ့နဝတ်တီချုပ်ချင်းသို့မဟုတ်နောင်တသို့မဟုတ်အေးအေးယူနိုင်တဲ့အခြေအနေထိစင်မီကြီးတွေတော်တော်အတွေ့အသေးသောဤပညာနဲ့ရှင်ပြန်ရှင်နွယ်တဲ့စစ်ပွဲကြီးတွေတော်တော်ဖြစ်ပေါ်ပြီးတော့အဲဒီကြားထဲမှာအမြတ်ထွက်တယ်လို့ပဲပြောမလားမြန်မာတို့ရဲ့ကံကြမ္မာလို့ပဲဆိုမလားမသိဘူးကျွန်တော်မြန်မာပြည်လွတ်လပ်ရေးဟာဒုတိယကမ္ဘာစစ်ကမ္ဘာစစ်ကြီးအပြီးမှာကျွန်တော်ရခဲ့တာပထမချိန်လွတ်လပ်ရေးဖြစ်တယ်အခုဒုတိယချိန်လွတ်လပ်ပြီကျွန်တော်တာဆွေးနေတဲ့ချိန်မှာစင်မီကြီးတွေဟာကမ္ဘာနိုင်ငံအသီးသီးမှာနဲ့မြန်မာပြည်ရဲ့အနီးနားမှာတောက်လာပြီမြန်မာပြည်ထဲမှာတော့အချင်းချင်းချနေတဲ့စင်မီတစ်ခုခုတောက်လာနေကြတာကြာပြီဖြစ်တယ်ဆိုတော့ လက်ရှိအခြေအနေအားလုံးကြီးကြီးအဖြစ်ဆိုချစ်သူထွက်မပြေးနေပါဘူးလို့သူ့ရဲ့လက်အောက်အခုဆိုရင်ဆရာမင်းနေရာပို့ဆေးတင်လိုက်တဲ့အစ်တကလေးနော်နိုင်မောင်စောကဘလို့ပဲပြောပြောဆိုချစ်သူပျောက်နေတယ်။ဒီကြတဲ့တရုတ်ကြားပြန်ခေါင်းဆောင်ကြီးဘယ်နေရာမှာဘာလုပ်နေလဲဆိုတာကျွန်တော်လိုလူလေးမမဟုတ်တဲ့လူတော်မှာတရုတ်ကြားပြန်ခေါင်းဆောင်ကြီးဘေးကိုရွှေ့သွားပြီးရန်ကုန်မြို့ကဘေးကွန်ဒိုအခန်းထဲမှာဘလောက်ကိုရောက်နေပြီးမိင်္ဂလာတို့ကဘယ်နေရာကိုဘေးဝင်းထဲမှာထားတယ်ဘေးအထက်ချုပ်ဆက်ယုံကြီးရဲ့ဘီနာတရုတ်ဆောင်အုံတွေမှာကြားပြန်ခေါင်းဆောင်ကြီးရောက်လာတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဘေးမျိုးလေးကိုတော့ဘသူဘေးတပ်ဖွဲ့ရဲ့ဥဆောင်မှုနဲ့ဘေးကြားပြန်ခေါင်းဆောင်တွေကိုလောတဲ့ လုံခြုံခွင့်ပေးထားတယ်ဆိုတော့ပြည်သူ့ဘက်တော်ကပြည်သူတွေရဲ့သတင်းပေးမှုကိုရရှိနေတယ်ကျွန်တော်တို့လူလေးတော်မှတိရှိနေရမယ်ဆိုရင်ကောင်းငင်ကနေပြီးတော့မြေပြင်ကဘေ့စ်ဘောဘောလုံးရဲ့တစိုက်ကိုတော့လှမ်းဖက်လို့ရတဲ့ satellite တွေပိုင်ထားတဲ့လူတွေအစင်းမြင့်နဲ့ထောင်လိုင်းရန်ရန်ကြီးတွေနဲ့တခေကူကမ္ဘာကျော်ထောင်လိုင်းတပ်ဖွဲ့ကြီးတွေရှိထားတဲ့ American လူဒီအစိုးရအဖွဲ့ကဘာမှမသိစရာအကြောင်းမရှိဘူးအဲ့တော့စင်သေးကိုစိတ်တည်နေဖုံးချင်နေတဲ့လက်ရှိနောက်ဆုံးလွတ်ရက်တွေအခြေအနေကိုကြည်ကျင်းအဖြစ်မင်းအောင်လိုင်းဆရာစုရဲ့ဂိုင်းကြားဖြန့်ဂိုင်းမူရဂိုင်းခေါင်းဆောင်အုပ်စုတစုရဲ့အခြေအနေဟာနောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်တယ်။တော့သူဟာ ဘယ်လောက်စကိုထပ်ပြေးမလားရုရှားကိုပြေးမလားရုရှားကပြင်းနေတခုခုမှာတော်ယူမတင်မရှားနိုင်ခိုးလို့မလားဒီနီလန်းကိုယူမလားတဟိတ်ခုံယုံကတဆင့်ချမှတ်တဲ့ကျိုးမိတ်ကိုတုံးမထောင်မိတ်ကိုခံယူပြီးထောင်ထဲမှာနေတော်ပြီးနေမလားတုံးမဟုတ်အီတလီကမူဆိုလီနီလိုမျိုးဇော်ထိုးကျိုးဆဲချပြီးပြည်သူတယောက်ချင်းစီရဲ့ပြစ်ပိမှုကိုခံမလားတုံးမဟုတ်သူ့ရဲ့ဖက်စစ်တပ်တွင်းကပဲဟစ်တလာနောက်ဆုံးချိန်ဖြစ်သွားတဲ့အချိန်မှာဖြတ်တန်းတယ်လို့တက်ကိုသူပဲဆူဆိုက်လို့မလားဒီ channel လေးကလွဲလို့ option လေးကလွဲလို့ main online အတွက်ရွေးစရာမရှိတော့တဲ့အခြေအနေဒီကျွန်တော်တို့ tolling တက်ဖက်ကအခုဆိုရင်ကြီးညာထားခဲ့တဲ့အတိုင်း ဘိုးကာလာမှာအင်္ဂါတွေစုလက်နက်တွေစုအားလုံးဘာပြွာတွေစုပြီးတပ်ပေါင်းစုကြီးပေါ်ထွက်မယ်လို့ခေါင်းဆောင်ကြီးတချို့ကပြောလာတဲ့အနေထားတချို့နေရာတွေမှာဆိုရင်ပြည်နယ်ချင်းချားနေတော့လည်းပဲစီးရရပေါင်းဆက်ပြီးတော့ကြီးမားတဲ့ အဓိကကြတော့ heartland တွေကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေနိုင်တဲ့အနေအထားရှိတဲ့အချိန်မှာဒါပေမဲ့တချို့နေရာတွေမှာတော့ရဲဘော်တချို့စိတ်ဓာတ်တွေကြီးကြာဆင်းလာရှိတယ်။ကြာဆုံးမှုများပြားလာ၊လူထောက်ပံ့မှုတွေလူထုချက်တက်လာလို့ရော့ကြလာတဲ့အနေအထားတွေပေါ်မှာအားမရလား။ခေါင်းဆောင်လုပ်တဲ့လူတွေပေါ်မှာသူတို့လေးနေတာလုံးမျောလင်းကြတဲ့ချက်လက်တွေမျောလင်းလို့ဖြစ်လာတဲ့ကြောင့်အားမရလား။စသဖြင့်တချို့ချို့တော့ PDF နဲ့တချို့ချို့တော့တိုင်းတစ်ခွက်တွေကရဲဘော်တချို့စိတ်ဓာတ်ကြာဆင်းကြတာတွေရှိပါတယ်။တချို့သူ့ကိုယ်သူဆူဆိုက်လုပ်ကြတာတွေရှိပါတယ်။ဒါလည်းခက်ခဲကြမ်းရှာလုံတဲ့အချိန်မှာကြုံတိုက်ကြုံရတဲ့သဘောတဘောမှုလို့ကျွန်တော်နေနဲ့ခုကြုံလုံးထပ်ပြီးတော့ဒီနေရာမှာပြောလိုက်ရင်ဒီနေ့ကျော်တံပိုအနည်းငယ်အနည်းငယ်နဲ့သွားတဲ့အချိန်မှာဒီကနေ့ဟာ climax ဇာတ်ရှင်အမြင့်ဆုံးဖြစ်တယ်လို့အောင်ပွဲကိုရဖို့လက်တကန်အနည်းကဆုံးအချိန်လေးဖြစ်တယ် အဲ့တော့မာရသွန်ပြေးပွဲတစ်ခုနဲ့ကျွန်တော်တို့ကမှနှမ်းရမယ်ဆိုရင်ပန်းတိုင်အလံကိုလှမ်းမြင်နေရတဲ့အချိန်ဟာကိုချီကိုလက်ကိုတော့မတည်ခြင်းလောက်အောင်ပင်ပန်းမှုပြေးတာဆုံးချင်းဖြစ်ပါတယ်။အဲ့တော့စိတ်သက်ကြဆင်းနေတဲ့ရဲဘော်တွေစိတ်သက်ကြဆင်းခြင်းတဲ့ရဲဘော်တွေကိုကျွန်တော်တို့ဟောမှာအလံမြင်နေရပြီ။ဟောဒီမှာကြိုးနေတဲ့လက်ခုံတက်ဖြောင်းဖြောင်းကြားနေရပြီ။ဘလို့မောနေပါချင်းကျွန်တော်တို့ပန်းတိုင်ရောက်အောင်ဆက်သွားမှရမယ်ဆိုရင်ယုံကြည်ခြင်းနဲ့ခွန်အားပြန်လဲမွေးမြူပေးကြပါဘာ။တော့ခွန်အားလဲမွေးမြူပဲ။တင်းငါးကပြီးခွန်နဲ့တပေါင်းစုတွေတိဆောင်ပြီ။မဟာမိတ်တွေလည်းကျွန်တော်တို့ချိန်ဆက်ကြပါ။အခုဆိုရင်ပမာပြရင်ယူကရိန်းအကဲရေးတာ28ရက်နေ့တစုံကြီးရဆိုင်ထားတည်သွား။သူ့မှာတနစ်ကိုထုတ်လုပ်နိုင်တဲ့ဒရုန်း၄တန်းရှိ။ဒရုန်းစီး၄တန်းရှိ။ ဆိုတော့သူ့ရဲ့တိုက်ခိုက်နိုင်တဲ့ဤပညာနဲ့ထုတ်ထုတ်ထားတဲ့ပစ္စည်းတွေဟာရုရှားကရက်ဆိုင်သွားလို့ရုရှားကိုမတိုက်ခိုက်နိုင်လေဒီဖြစ်စဉ်ဒီစနစ်ဒီချိန်တွေပေါ်ပေါက်အောင်ဆီဆော်ပြတဲ့အရင်မဲ့လက်တံကြီးတွေတိုက်ခိုက်ဖို့မင်းအောင်လိုက်အောက်ဆုနဲ့နောက်ကွယ်ကလက်မဲကြီးတွေတိုက်ခိုက်ဖို့အတွက်ယူကရိန်းလိုနိုင်ငံတွေကညီကျွန်တော်တို့စီးရီးရမားမီးဖွဲ့ပြီးလက်နက်ဤပညာကူညီရအောင်တိုင်ဝမ်အခုဆိုရင်တရုတ်ကိုအာပေါ်ပေါ်တင်းတင်းအာကန်ဆန့်ကျင်ပြီးတော့ဂျပန်ဆူရှီစားပြလာတဲ့တိုင်ဝမ်တမတရရှိဘူးလေမားမီးဖွဲ့ပြီးကျွန်တော်တို့ဆက်လက်နဲ့ဤပညာနဲ့မားမီးဖွဲ့ကိုစူးစမ်းတင့်တယ်လို့လက်ရှိကမ္ဘာမိတ်ဆက်ဝင်ရိုးစိုးနိုင်ငံတွေကိုနှိမ့်နှင်းဖို့ စီးရတိဆောင်နေတဲ့ EU ပါဝင်ဥရောပနိုင်ငံတွေပါဝင်နိုင်ငံကြီးတွေရှိရလဲမဟာမိတ်နဲ့ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံရဲ့နောက်ဆုံးဖြစ်တော့ကမ္ဘာကြီးရဲ့စစ်ရာဇဝယ်ကမ်းကြီးတွေဖြိုခွင်းဖို့အတွက်နောက်ဆုံးဖြစ်တော့ဒေါ်လာရုံးကံမှုကြီးတွေခွန်အားဖြည့်ပြီးပို့စီးနိုင်ငံကြီးမဟာမိတ်ဖွဲ့ကြိုးစားကြဖို့ကျွန်တော်တို့လိုပါတယ်ကြိုးစားနေကြလိမ့်မယ်လို့ယုံကြည်ပါတယ်တစ်ဖက်ကကြရင် ဖြစ်လဲလက်ရှိ passive တဲ့ main online ရဲ့နောက်ဆုံးဖြစ်သောရုံးကံမှုဖြစ်တဲ့ force construction law ရအတ္တရမစစ်သားစုဆောင်ပြီးလူငယ်တွေကိုမဖြစ်မနေမွေမနေရမဖမ်းမွေမင်းမေးတတ်မယ်မင်းဖေးတတ်မယ်မင်းမေးဖမ်းမယ်မင်းညီမတတ်မယ်စသဖြင့်တပ်ဖြတ်ချင်းချောက်ဖမ်းဆီးမယ်လို့ချင်းချောက်ပြီးတော့အတ္တရမတွတ်သွင်းနေတဲ့အစနစ်ကိုစစ်အာဏာရှင်ဘက်ကအတ္တရမလုံနေတဲ့အချိန်မှာအဲ့ဒီအတ္တရမ construction law ရမဖြစ်မနေအသေးခံခိုင်းရမယ်တန်ချမာကိုကြုံတွေ့နေရတဲ့ main online ရဲ့ထိချုပ်နိုင်ငံရှိသောနေရာဒေသကလူငယ်တွေလွတ်မြောက်ဒေသဖြစ်လာတဲ့လက်လက်ဆက်ဆက်ဖြစ်သွားတဲ့နေရာဒေသလူငယ်တွေအနေနဲ့ အဲ့ဒါဆိုတာ fresh ဖြစ်ပါလေအတွေ့အမြင်ကျပြနည်းနည်းအောင်ရင်းမှန်းချက်ကြီးကြီးနဲ့ရှင်သန်နိုင်တဲ့အုံနောက်ပိုင်ရှင်တွေဖြစ်ပါလေဒီလူငယ်တွေကဖက်စစ်တက်ကမဖြစ်မနေစိတ်ဆော်ပြီးတော့ဖန်စီပြီးစတဲ့သွင်းခံရမယ့်အခြေအနေကိုလက်ဆင်းခံပြီးတော့လုံးခံမလားဒါပေမဲ့ကျွန်တော်တော်လိုင်းရေးဖက်တွေက default construction ကိုကျွန်တော်တို့တော့မဟုတ်ဘူးဒီမိုရှင်နဲ့လူခွင့်ရေးပြကျွန်တော်တို့ကကာကွယ်ရှောက်ရှောက်လေးထားတမိုးထားတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့တော့မဟုတ်ဘူးကျွန်တော်တို့မတုံးလို့ကျွန်တော်တို့ဖက်မှာထိခိုက်ထိခိုက်ဒဏ်ရာရတာကြာဆုံးမှုလို့များလို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေမှာလူအင်အားနည်းသွားခဲ့တဲ့အချိန်မှာ စစ်ကောင်စီဘက်ကအရင်ကမှဆူဆုံးတဲ့လူတွေနဲ့လူတိုင်းလုံးနဲ့တိုက်လာလို့ကျွန်တော်တို့တော်လိုင်းဘက်ကအင်းအားကြောက်လက်နက်ကလည်းရုရှားနဲ့တရုတ်ကထောက်ပံ့တယ်လူပါလည်းအရင်ကမှဆူဆီးလာတဲ့လူငယ်စိတ်ဆန္ဒမပါတော့လည်းပဲအဒီခံရမှကျွန်တော်တက်လာတယ်ဆိုလူငယ်တွေကြောင့်ကျွန်တော်တို့ကဆုတ်ရမယ်ဆိုရင်တော်လိုင်းကပိုရှိကြသွားနေတာဖြစ်တယ်ဒါကြောင့်လူငယ်တွေအနေနဲ့စစ်ကောင်စီဘက်ကအရင်ကမှဆူဆီးတာကိုညင်ညင်သာသာနဲ့လေဆင်းခံပြီးတားတားယုံပို့ခွာရပို့ခံရတော့မယ်နွားလို့မျက်ရည်ကြောက်ရုံလုံးနဲ့တန်းလန်းလိုက်သွားမှလားဒါမှမဟုတ်ငါတို့အနာဂတ်ကိုတိဆောက်ဖို့အတွက်ရုန်းကန်ကြိုးစားနေတယ်။တော်လိုင်းဘက်သားမှာဘက်သားများဘက်က force conscription ဆိုပြီးတော့ထောက်ပြန်မှားတော့လည်းပဲငါတို့အသိစိတ်နဲ့ငါတို့ construction လုပ်ပြီးတော့တော်လိုင်းမှာအခုနောက်ဆုံးချိန်တိုက်ပွဲရောင်ရီကိုမြင်နေရတဲ့တိုက်ပွဲမာရသွန်ပန်းတိုင်ကိုရောက်တော့မယ်အချိန်နေကမ္ဘာကြီးကလည်းနောက်ဆုံးအမေရိကန်အပါဝင်လာပြီးတော့မြန်မာပြည်အပါဝင်တိရုတ်ကတိရုတ်ကွန်မြူနီနဲ့ရက်ဒီတကမ္ဘာလုံးကိုထိချွတ်ထားတဲ့အစီအမံလို့ဖြုတ်ခွင်းတော့မယ်အကြီးမားဆုံးအချိန်ဒီမှာမတို့လူငယ်တို့တည်းလုံးကတော်လိုင်းကိုရောက်နေနေတော့ဝင်းကူမယ်ဝင်းတိုက်မယ်ဝင်းထောက်ပါမယ်စစ်ကောင်စီတွေအင်အားလုံးဝမဖြစ်အောင်မတို့ထိုးသားမယ်ဆိုပြီးလူငယ်တို့အားလုံးကဒါတချီတဲနဲ့ရုံးမယ်တတန်တဲနဲ့ထွက်မယ်နိုင်ငံအနာဂတ်အတွက်အတူတူထိုင်ရမယ်ဆိုစိတ်ပိုင်းဖြတ်လိုက်မယ်ဆိုရင်တော့ဖြစ်ကြတယ် မင်းတို့လည်းအုပ်စုဟာဇန်နဝါရီမရောက်ဘူးဇန်နဝါရီဆိုတော့2026မှာနေပြည်တော်မှာစစ်အာဏာရှင်တွေခြေချကြနေရမရှိဘူးဆိုတော့တမိုင်းတွေကိုကျွန်တော်တို့ရေးထုတ်နိုင်မှာဖြစ်တယ်ကဲလူငယ်တွေမလုပ်နဲ့